MSP အာကျွန်တော်ကိုရန်လက်ဗိုလ်ရပါသားပဲ ဒါငယ်လေးတည်းကအဓိကလုပ်ဖြစ်တာကြတော့ကျွန်တော်ကဖျားကိုအဓိကဖျားရှိခိုးတာအဲသူ့နေရာနဲ့သူ့သူ့အနေနေရာနေတာမှာဟိုရှိတဲ့ဆက်ဆက်တာတွေကသူကဆိုရှိကြမှာပဲဒါပေမဲ့ကိုယ့်ရဲ့အစိတ်ပေါ့ကိုယ်စိတ်ကကြတော့ဒီတစ်ခုအာရုံမထားမယ်ဆိုရင်ဒီဟာသူလည်းသူ့အကြောင်းအရာနဲ့သူတို့ရှိမယ်ကိုယ်လည်းကိုယ်အကြောင်းအရာနဲ့သူရှိမယ်ပေါ့အဲ့ပုံစံမျိုးလေးပဲနေဖြစ်ပါတယ်အဲ့တော့ထူးထူးခြားခြားအဲ့လိုမျိုးကြုံတွေ့ခဲ့ဘူးလားတော့မရှိဘူးဒီကခွင့်ပြောနေတာတကယ်လို့တကယ်ရှိလို့တကယ်လား၆ရက်စုံတော့မသိမှာမဟုတ်ဘူး

ကရိုက်တာနာမည်နဲ့ဒီဇိုင်းမှာပါမယ်ဘယ်လိုဇလန်းဘယ်လိုသွားမယ်ဘယ်လိုပါမယ်ဆိုတာအာခရိုညာကြည့်အာထွက်ရင်ကြည့်ပြကြပါဦးမယ်ကျွန်တော်ကအခုတော့မစပိုင်းကျင်သေးဘူးပေါ့နော်စပိုင်းကျင်သေးဟုတ်တယ်အဲ့ဒါဟိုကာရီတာပေါ့အဲကျွန်တော်ကာရီတာကြခုနကညမှာသူကဒီအကြောင်းသားပဲပေါ့နော်အကြောင်းသားတယောက်နဲ့ပေါင်းထားပါလေအဓိကဒီထဲမှာအဲ့ကြောင်းသားပေါ့နော်ကြောင်းသားပုံစံလေးနဲ့တွေ့ရမှာတော့ထေချာပါဒီဇလန်းဆိုတော့လေတခြားဆက် ျွန်တော်ရှိမှတခုရိုက်ပြရပေါ့နော်ဒီစုံမဲမှာမရမတူတာကြတော့ဒီမှာ character တွေလည်းများတယ်ပြီးတော့ဇာတ်အားဖြင့်လည်းစိတ်ဝင်စားဖို့ရန်ကောင်းတယ်ဘာလို့ကျွန်တော်ဒီအကြောင်းသား live တွေဖြစ်တဲ့အပြင်ပြီးရင်ဒီ character များတဲ့အလျောက်အဲ့ character အကုန်လုံးမှာသူ့ရဲ့လုပ်ခွင့်နဲ့သူပြီးတော့ဇလန်ဘယ်လိုပံ့ပိုးတယ်ဇလန်ဘယ်လိုပိုကောင်းအောင်လုပ်တယ်စိတ်ဝင်စားကြရကောင်းတဲ့အရာတွေအများကြီးပါပါတယ်ခင်ဗျအဲအကြောင်းလည်းဟိုကျွန်တော်ဒီ drive ပြတာပေါ့နော်ဟုတ်ပြီဟုတ်ပြီအခုကဒီခုနှစ်ခေတ်ညဆိုရယ်ဒီ name နဲ့ လိုက်အောင်ပေါ့နော်ဒီထဲမှာအာ paradigm မျိုးစုံပါတယ်ပြီးရင်အဲ့လိုမျိုး plot twist တွေအများကြီးပါလာလိုက်မယ်အဲ့ဒါလေးတော့ဘယ်လိုပြောမလဲအဲ့ဇလန်တကယ်လို့ပြတဲ့အချိန်ကြရပေါ့နော်ထုတ်တဲ့အချိန်ကြရင်အဲ့လိုမျိုးအခန်းတခန်းချင်းစီကိုအဲ့လိုမျက်တာမခက်ပဲနဲ့ကြည့်ရမယ်ကအဲ့လိုမျိုးကမျိုးအဲ့လိုမျိုးကမျိုးဒီကျွန်တော်တို့အခုပါရတဲ့ထဲမှာလည်းအဲ့လိုအဲဝိုင်းနမည်ရှိနမည်ကြီးတဲ့ဒီတောဆောင်ပေါင်းများစွာလည်းပါတယ်။ပြီးတော့ကျွန်တော်တို့ဒီညီကိုရီရဲ့အများကြီး ပါရင်ပြီးတော့အန်ဒီကားလေးကိုလည်းအကောင်းဆုံးစူးစမ်းသွားမှာအဲအဲ့တော့ကျွန်တော်တို့ကားလေးထွက်လာရင်ကြာရင်အားရအပေးကြပါအားရအပေးကြပါပြီးရင်အလိုလိုလုံးဝမျက်တာမခက်ဘဲနဲ့ကြီးကြပါလို့ဘလူတန်ဘလူတန်မျက်တာမခက်ဘဲနဲ့ကြီးရမှာလားဘလောက်ကြီးဖြစ်သွားလဲဆိုပထမဆုံးစပြီးပြောရဲနေမှာတင်ကျွန်တော်တို့ကိုယ်တိုင်ကလေသွားတာကျွန်တော်တို့ကလေသွားတယ်ဘလောက်သိစီညာလို့ဒီဇက်ကိုဒီဇက်ကြီးလို့ရေးထားတဲ့ဒါကြတာ copy key ပေါ့နော် copy key သူကသူကကွန်ဆပ်လည်းဖြစ်တဲ့ခါကြတော့အကိုပေါ့နော်ကျွန်တော်ရမနေပါလား ခုအခုဘလို့ရေးလိုက်တာလေဟိုလောကလို့သူ့ရဲ့ဒီကာရီတာအများကြီးပုံမှာထားတဲ့ပုံစိတ်စေတနာရဲ့ပြီးရဲ့ခါကျဒီဟာတွေကိုပြင်ပြီးတော့ပရိသတ်ကိုချပြတဲ့အခါမှာဘလို့စိတ်ဝင်စားဖို့ကောင်းအောင်လုပ်မယ်ဆိုတဲ့ပုံမျိုးပေါ့ဒီတစ်ခုတစ်ခုဖြစ်ရဲ့အဲ့သူပြောပြရတဲ့ဟာရတယ်မကိုရအာဟိုးအဲ့လိုဖြစ်သွားရပုံစံအဲ့တော့ကျွန်တော်ကပြောချင်တာကတော့မလွတ်တမ်းစောင့်ကြည့်ဖို့ပဲစောင့်ကြည့်ပြပါပေါ့စိတ်လုံချာတယ်ဒါရဲအနေနဲ့ဆိုရင်ရဲအဲဒါပြမလုံးချောင်းရမယ်ပုံစံမျိုး မတူညီတဲ့ character မျိုးတခါမှလည်းမလုပ်ဘူးတဲ့ character မျိုးအဲ့လိုမျိုးဆိုတော့အရင်တော့စိတ်လုံရှားတယ်ပြီးတော့ဒီဇလန် character ရစပြီးတော့ဖွဲပြီးတဲ့အချိန်ဇလန်ကဘယ်သူကဘာဘာဘာအဲ့လိုမျိုးစပြီးတော့ပြောတဲ့အချိန်မှာလည်းအာလူနဲ့ character ကြီးအာကိုကြီးဒီဒီကိုတိုင်ရလေကျွန်တော်တို့ဒါလေး character တစ်ခုချင်းစီမှာ story ရှိရတယ်ကျွန်တော်ဒီတိုင်းမင်းအာဒီ main ပညာဆိုပြီးတော့အဲ့လိုပဲပြီးသွားရအရင်မျိုးမဟုတ်ဘူးဒီဇလန်ထဲမှာပါတဲ့ ကရီယာတစ်ခုချင်းနဲ့တစ်ခုချင်းစီတိုင်းမှာသူတို့ရဲ့အဲစတိုရီလိုင်းတွေအကုန်ရှိပြီးသားအကုန်ရှိပြီးသားဆိုတော့အဲ့လိုမျိုးအဲလိုပြောရမလဲကိုစူးစမ်းရင်စူးစမ်းတော့ဒါဖြစ်နိုင်တယ်ပုံစံမျိုးပြရတယ်ဖြစ်နိုင်တယ်ကားမျိုးအဲ့လိုဆိုတော့ဟိုဒီကရီယာတစ်ခုချင်းမှာလင်းလင်းနဲ့ထားတဲ့စေတနာရေးဥစားရေးတွေ့ရတယ်အဲ့တော့အအများကြီးစစ်လို့ရှာတယ်စစ်လို့ရှာတယ်ကိုဒီကားမှာတည်ရှာစူးစမ်းသွားမယ်ဒီမှာပေါ့လေဒီလိုပေါ့ပြည့်ရဆိုင်တွေနဲ့ပတ်သက်တာဆိုရင်ဒါဒါဆိုရင် အဲ့လိုမျိုးတော့မကြုံဘူးမကြုံဘူးဆိုတာအာကျွန်တော်ကိုယ်တိုင်လည်းပြောရပါသားပဲ ဒီငွေလေးတွေကအဓိကလုတ်ဖြစ်တာကြတော့ကျွန်တော်ကဖျားကိုအဓိကဖျားရှိခိုးတာပြီးတော့ကျွန်တော်အကိုဆရာလေးဆိုရင်လည်းအဲဘယ်လိုပြောရမလဲကိုကဗုဒ္ဓဘာသာဖြစ်တဲ့နေရာကိုပြီးတော့ဒီဖျားရှိခိုးတဲ့ဖျားကိုအဓိကကိုယ်ခဲ့ရတယ်ပေါ့နော်အဲပုံစံမျိုးပဲကျွန်တော်သွားတယ်အဲသူ့နေရာနဲ့သူသူ့သူ့အနေနေရာနေတာမှာဟိုရှိတဲ့ဆက်ဆက်တာတွေကသူကဆိုရှိကြမှာပဲဒါပေမဲ့ကိုရဲ့အစိတ်ပေါ့ကိုစိတ်ကကြတော့ဒီတစ်ခုအာရုံမဲ့ထားမယ်ဆိုရင်ဒီဟာသူလည်းသူတို့အကြောင်းအရာနဲ့သူတို့ရှိမယ်ကိုလည်းကိုကြောင်းနဲ့ကိုရှိမယ်ပေါ့အဲပုံစံမျိုးလေးနဲ့ဖြစ်ပါတယ်အဲ့ဒါ ောင့်ထူးထူးခြားခြားအဲ့လိုမျိုးကြုံတွေ့ခဲ့ဘူးလားတော့မရှိဘူး။ဒီကခွေးပြောနေတာအဲ့လိုတကယ်လို့တည်းတည်းရှိလို့တည်းလာ၆တယ်ဆိုရင်တော့ဒီမှာမဟုတ်ဘူး။သူလည်း၆တယ်၆၆တယ်၆ကြုံကြုံနေပြလာရင်မနေနဲ့တော့ကြုံနဲ့ကြုံနေဘူးပါအဲကြုံနေဘူးရဆိုရင်အဲ့လိုဘယ်လိုမျိုးအရင်ဆိုတိုင်းပြီးတော့ဟိုပါဖြစ်တဲ့ဥစ္စာတော့မဟုတ်ဘူးအဲ့ကြုံနေဘူးတဲ့အရာလေကိုစိတ်ချိန်လို့ဖြစ်နေတဲ့ဖြစ်မယ်ဟိုတကယ်ချက်တယ်လည်းဖြစ်နေဖြစ်မယ်အရင်ကဥစ္စာပါဘုရား ဒီခုနှစ်ပြည့်ညတကယ်လို့ထွက်လာခဲ့တဲ့အချိန်ကျရင်ကျွန်တော်တို့ဒီဝိုင်းပြောင်းဆောင်တွေရောပြီးတော့ကျွန်တော်တို့ကိုယ်အကုန်လုံးရောပြီးတော့ဒီရိုက်ကွေးမှာပါဝင်မဲ့လူတွေအကုန်လုံးရောကျွန်တော်တို့အများကြီးစူးစမ်းပြီးအားထုတ်ကြမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဇလန်ကြီးကိုဒီဇလန်တို့ကြီးကိုအားလုံးအကြည့်ပေးကြဖို့ဝင်းမိကြဖို့ကျွန်တော်တရားနေပြီးတော့ဖိတ်ခေါ်လိုက်မြန်မာစတာပစာ